ကိုနှစ်အကြာမှာ K-pop ကိုပြန်ဖွင့်ပေးလိုက်တဲ့တရုတ်အလုံးမင်္ဂလာပါတရုတ်နိုင်ငံမှာတောင်ကိုရီးယားလှိုင်းတွေတရုတ်ဝင်ကြေညာချက်မထုတ်ပြန်ပေမဲ့လည်းပိတ်ပင်ထားရတာကိုနှစ်ရှိနေပါပြီ2016မှာတရုတ်ကတောင်ကိုရီးယားရဲ့ဂီတာဒရမာနဲ့ရုပ်ရှင်တွေကိုစတင်ပိတ်ပင်လာခဲ့တာပြီးခဲ့တဲ့နှစ်တွေကအထိပါပဲဒါကြောင့် K-pop artist တွေကတရုတ်ပြည်မှာကြီးမှာပိတ်ပင်ခံထားရပြီးတရုတ် channel တွေကလည်းကိုရီးယားနဲ့ပတ်သက်တဲ့ဖြောပြေးကဏ္ဍတွေကိုထုတ်လွှင့်ရခြင်းမရှိပါဘူး တရုတ်နိုင်ငံဟာတောင်ကိုရီးယားနုပညာလောကရဲ့အကြီးမားဆုံးဈေးကွက်ဖြစ်တဲ့အတွက်ဒီလိုပိတ်ပင်ခံလိုက်ရတာကကိုရီးယားယဉ်ကျေးမှုခရီးသွားလာရေးနဲ့ကုန်ပစ္စည်းရောင်းချရေးတို့ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။တခါတလေတော့တချို့ဒရမာတွေရုပ်ရှင်တွေထုတ်လွှင့်ပြတာရာ K-pop ဖျော်ဖြေပွဲတချို့ပြုလုပ်ခွင့်ရရှိတာတို့ကြောင့်မျှော်လင့်ချက်ကလေးတွေတော့ပေါ်ပေါက်လာတတ်ပေမဲ့နောက်ဆုံးမှာပြန်ပြီးမှေးမိန်ပျောက်ကွယ်သွားရတာကြီးပါပဲ။ တရုတ်ဘက်ကတော့တိတ်ဆိတ်နေခဲ့ပြီးကိုရီးယားအမှုပညာလောကကလည်းတရုတ်တကားအပွင့်ကိုစောင့်မျှော်နေခဲ့ကြရပါတယ်။ဒါပေမဲ့ဒီနှစ်ကတော့ခံစားချက်တွေသိမ့်မတူတော့ပါဘူး။တရုတ်နိုင်ငံရဲ့ပိတ်ပင်မှုတွေကတပြေးပြေးညော့နယ်လာပြီးအထူးသဖြင့်ဂီတဘတ်မှာတည်တာလာပါတယ်။ဒီနှစ်အစောပိုင်းမှာ Twice နဲ့ Ive တို့အဖွဲ့တွေကရှန်ဟိုင်းမှာလက်မှတ်ထိုးပွဲပြုလုပ်နိုင်ခဲ့ပါတယ်။ April မှာ Korea Hip Hop Trio Homies ကတရုတ်မှာ tour ပြုလုပ်ခဲ့သလိုအစောရမင်းသား Kim Jae Chang ကလည်းခြုံချင်းမှာ fan meeting ပြုလုပ်ခဲ့ပါတယ်။ ကိုရီးယားလူမျိုးမဟုတ်တဲ့ K-pop အနုပညာရှင်တွေကတော့တရုတ်နိုင်ငံရဲ့ TV စီစဉ်တွေမှာတော့ပါဝင်ခွင့်ရကြပေမယ့်2016နောက်ပိုင်းတရုတ်နိုင်ငံမှာတောင်ကိုရီးယားသားတွေကြီးပဲပါဝင်ထားတဲ့အဖွဲ့ E-PES က concept ပြုလုပ်မယ်ဆိုတာပထမဆုံးအချိန်မှာ K-pop လောကဟာလက်တလောနှစ်တွေမှာအုပ်ပန်းရောင်းအားတွေကျဆင်းလာနေပြီးစေစုနှစ်အတွင်းအနိုင်ဆုံးနေရာကိုရောက်ရှိနေပါတယ်။ဒါပေမဲ့လည်းတရုတ်နိုင်ငံက fandom တွေကတော့အစိုးရကပိတ်ပင်ထားတဲ့ကြားကအကောက်နဲ့အင်အားစုတွေဖြစ်ဆက်ပြီးရှိနေတော့မှာပဲ။ တရုတ်ပြည်သက်တွေကကိုအိုက်တိုးကိုစပို့ဖို့အတွက်ဖန်ကလပ်တွေနဲ့ချိတ်ဆက်ပြီးအယ်ဗန်ဆေးမှာပါဝင်အားဖြည့်ပေးနေတာကြောင့်တရုတ်နိုင်ငံရောင်းအားကောင်းနေတာကိုကြည့်ရင်တရုတ်ရဲ့ K-Wave ပိတ်ပင်မှုနှဲပါလာကြောင်းတွေ့ရပါတယ်။လက်ရှိမှာကိုရီးယားရဲ့ဂျပန်ဈေးကွက်ကကျဆင်းလာခဲ့ပါတယ်။၂024ရဲ့ပထမဆုံး၂လမှာတရုတ်နိုင်ငံရဲ့ကိုရီးယားအယ်ဗန်ဝယ်ယူမှုကဒေါ်လာ6.25သန်းအထိရှိခဲ့ပြီးအရင်နှစ်ကထက်3.5ဆပိုများနေသလိုဂျပန်၊ထိုင်ဝမ်နဲ့အမေရိကန်ဈေးကွက်ကိုကျော်ပြန့်နိုင်ခဲ့ပါတယ်။ တကယ်လို့တရုတ်နိုင်ငံရဲ့ပြည်ပမှုတွေကိုသာလုံးဝဖြေရောက်လိုက်မယ်ဆိုရင် K-pop လွှမ်းမိုးမှုမှာတရုတ်ကဂျပန်ကိုကျော်ဖြတ်သွားတာမျိုးမြင်တွေ့ရနိုင်ပါတယ်။ဒါအပြင်တောင်ကိုရီးယားကိုဖြေလျှော့ပေးခြင်းကယဉ်ကျေးမှုပြောင်းလဲကာလကိုလည်းဖော်ပြနေပြီး K-pop လောကတစ်ခုလုံးကိုပါအရွေးဖြစ်စေပါတယ်။ကန့်သက်မှုတွေအောက်မှာတော့ K-pop idol တွေနဲ့တရုတ်ပြည်သက်ဟာဆယ်စုနှစ်တခုလောက်နီးပါးကြံ့ကြံ့ခံပြတ်တန်းခဲ့ကြပြီးပါပြီ။ အခုလိုပိတ်ပင်ခြင်းကိုဖြေလျှော့လိုက်တဲ့အခါတရုတ်ဖန်တန်အင်အားစုတွေဆက်လက်တိုးတက်လာကြဖို့လည်းမျှော်လင့်နေကြပါတယ်။တရုတ်ဈေးကွက်ကိုပြန်လည်ထိုးဖောက်ဖို့ဆိုတာအဆင်ပြေချောမွေ့မယ်လို့တော့ဘယ်သူမှအာမမခံနိုင်ပါဘူး။တရုတ်နိုင်ငံကသူတို့ရဲ့ idol industry ကိုပိုပြီးဦးစားပေးနေဦးမှာပါ။ဒါပေမဲ့လည်းအချိန်ကြာကြီးပိတ်နေတဲ့တကားတစ်ချက်ပြန်ပွင့်လာခြင်းကလက်ရှိ K-pop ကလိုအပ်နေတဲ့လမ်းတစ်တစဖြစ်နေပါဗျ။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။